မင်္ဂလာပါမြို့သမီးတွေရဲ့အလှပနဲ့ကျန်းမာရေးကို အထူးအလေးပြုနေတဲ့ဒေါက်တာလေဒီအိုဂျီဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြမယ့် topic ကလေးကတော့ခေါင်းစဉ်နာမည်ကရေးထားတဲ့အတိုင်းပဲ ချစ်တင်တော်ခြင်းဖြစ်ပါတယ်ချစ်တင်တော်ခြင်းကိုကျမက18 plus နည်းနည်းပါမှာဖြစ်တဲ့အတွက်ဆက်ရှင်နဲ့အောက်ညီလေးညီမလေးတွေဆိုရင်တော့ကြော်သွားပေးဖို့အတွက် request လုပ်ပါတယ်နော်အဲ့တော့ချစ်တင်တော်ခြင်းချစ်တင်တော်ခြင်းဆိုရဲစကားလုံးညာကြီးပဲတကယ်တမ်းတော့ဘာမှမဟုတ်ပါဘူးကွာလို့ထားလိုက်ရင်ဘာမှမဟုတ်ပေမဲ့တကယ်တမ်းတော့တကယ်လည်းအကြီးကြီးပါပဲဟုတ်လားကျမတို့မိန်းကလေးတွေရဲ့ဘဝပဲလीဟုတ်တယ်မလားကျမတို့မိန်းကလေးတွေရဲ့ဘဝတစ်ခုပေးလိုက်ရတဲ့အရာတွေမှဒါလည်းပါတယ်เนาะအဲ့တော့ချစ်တင်တော်ခြင်း ဘယ်ကစလဲဘယ်လို process တွေပါလဲဘာတွေကောင်းလဲဘာတွေမကောင်းဘူးလဲဘယ်လိုတွေရှောင်ရမလဲเนาะပြီးသွားရင်အဲ့ဒီခြေတင်းတော့ခြင်းကဘယ်မှာပြီးလဲเนาะအဲ့တော့နံပါတ်1ဘယ်ကစလဲခြေတင်းတော့ခြင်းဘယ်ကစတယ်လို့ခုထင်လဲကိုကိုမေးကြည့်ကိုကိုမေးကြည့်ဘယ်ကစတယ်လို့ထင်လဲเนาะခြေတင်းတော့ခြင်းက တကယ်တမ်းတော့အဲ့ရဘောကစတယ်လို့ထင်နေရဆိုရင်မှားပါတယ်နော်ချစ်တင်တော်ချင်းဒီအဲ့ရဘောကစတာမဟုတ်ပါဘူးချစ်တင်တော်ချင်းကမနဲ့မိုးလင်းကလေးကစတာပါ ပထမအချိန်ချစ်တင်နှောပြီးကလေးကဒုတိယအချိန်ချစ်တင်နှောဖို့အတွက်အစပါနော်ဘာဖြစ်လို့ကျမဒီခေါင်းစဉ်ကြီးနဲ့တောက်เสียကောင်းပြောနေတာလဲမြမလူမျိုးတွေရှေ့မှာဆိုတော့မပြောမပြီးမတီးမမြီပေါ့နော်ဘာအတွက်လိုအပ်လို့လဲဆိုတော့အမျိုးသမီးတွေအတွက် နော်အိမ်တော်ရှင်အမျိုးသမီးတွေအတွက်ဒါကျမရည်ရွယ်ပြီးပြောတာဖြစ်တဲ့အတွက်အမျိုးသမီးတွေအတွက်လိုအပ်တဲ့ anti stress လို့ခေါ်တဲ့ဟော်မုန်းနေเนาะစိတ်ဖိစီးမှုကိုရောကြစေတဲ့ဟော်မုန်းနေเนาะစိတ်ကိုပျော်ရွှင်စေတဲ့ collagen လို့ stimulate လုပ်တဲ့ဟိုနုညံ့ပြီးပျော်ရွှင်တဲ့တက်ကြွတဲ့လမ်းနဲ့ပန်းလေးဖြစ်ဖို့အတွက်လိုအပ်တဲ့ဟော်မုန်းတွေဒီချစ်တင်နှောခြင်းမှာအရန်အရေးပါနေတဲ့အတွက် ချစ်တင်းတော့ခြင်းကနေထွက်တဲ့အတွက်ကျမကဒီလိုပြောနေခြင်းဖြစ်ပါတယ်เนาะအဲ့တော့ ဝါသနာပါလို့စိတ်ဝင်စားလို့ဘလို့ပဲပြောပြောပါဘလို့ပဲဆိုဆိုပါကျမကတော့အရေးစိုက်နေမှာမဟုတ်ဘူးကျမပြောပြစရာရှိရာပြောပြမယ်တကယ်လို့ဒီဗီဒီယိုပြီးသွားရင်တော့ကျမရဲ့ YouTube မှာပဲအဆက်လေးကိုစက်ကြည့်ပေးပါเนาะအဲ့တော့ချစ်တင်းတော်ချင်းဆိုတာကအမျိုးသမီးတွေကိုကျင်နာယူရတာလေတပိုင်းပါဝင်ဖြစ်ပါတယ်4 play ပေါ့เนาะ4 play နံပါတ်1ပါပါတယ်အဲ့ဒီ4 play ဒီပထမအချိန်ပြီးသွားကြရစပါတယ်ပထမအချိန်ပြီးသွားပြီဆိုဟိုဘက်ကြီးလှည့်ပြီးတော့ငကရက်လုံးမဲ့စား ကျင်နာယူရစာနဲ့အစဉ်ပြေးရလားဘလို့နေလဲချင်းချင်းနာနာလေးစကားပြောခြင်းပါပါတယ်မနှက်စာမစားခင်မှာသွားတိုက်တန်လေးပေးတာအစရေချိုးဖို့တပတ်ကလေးကမ်းတာအစပါပါတယ်နော်သူ့အတွက်ဆိုပြီးယူရထားတယ်ကော်ဖီလေးလဖေးလေးဖြော်တာအစပါပါတယ်နော်ပြီးသွားရင်ဖျားပန်းလေးကူလဲပေးတာမျိုးသမင်းချိုင်လေးကူထည့်ပေးတာမျိုးတွေကလည်းအဲ့ဒီအရာရဲ့အစဖြစ်